အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နိုဝင်ဘာလ16ရက်နေ့နနက်ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ခုအနေနဲ့စကိုင်းတိုင်းဆက်လင်းချင်းမြို့နယ်ဝမ်ပောင်ကုမ္ပဏီတွင်တပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်ရာစစ်တပ်ဘက်မှထိခိုက်ဒိဆုံမှုရှိကြောင်းဒေသတွင်သတင်းရင်းမြစ်ကပြောဆိုပါရစေ။နိုဝင်ဘာလ14ရက်နေ့ည9:00နာရီခန့်ကျော်တွင်ဝမ်ပောင်ကုမ္ပဏီဝင်းတွင်တပ်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုလက်နက်ကြီး73လုံးဖြင့်တော်လိုင်းတပ်ဖွဲ့များကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှနှစ်ဦးထိမှန်ပြီးပြင်းထန်ဒဏ်ရာရရှိကာတိုက်ဆုံနိုင်ကြောင်းထို့ပြင်ကော်မတီဝင်းအတွင်းတွင်လည်းအချက်ပေးတံများစူညံစွာထပ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်မနေ့ကဝမ်ပေါင်ကော်မတီဝင်းအတွင်းကိုဒေါ်လာရင်းတပ်ဖွဲ့ဘက်ကလက်နက်ကြီး73လုံးတွားရပစ်ခတ်တိုက်ခိုက်ခဲ့တာဝင်းနေကိုကြားရောက်ပောက်ကွဲပြီးတော့ထိခိုက်မှုရှိတယ်လို့သိရတယ်သတင်းကြားတာကတော့နှစ်ဦးထိမှန်နဲ့ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်တယ်မတေဆိုတာတော့အတိမပြုတ်နိုင်သေးဘူးလက်နက်ကြီးတွေကြားရပါကွဲတော့အချက်ပေးတံတွေကကုမ္ပဏီဝင်းတွင်စူညံနေတာပဲလို့ပြောရဲဟုဒေတာရင်းတည်ရင်းမြစ်ကပြောဆိုပါတယ် နိုဝင်ဘာလ15ရက်နေ့ည9နာရီကျော်ခန့်တွင်လေအကျန်းဘတ်စစ်တပ်၏စစ်တပ်လေဒီ3စီသည်ဝမ်ပေါင်ကုမ္ပဏီဝင်းအနီးဝဲပြန့်ပြီးဖောင်းကတားရွာအနီးတစ်ဝိုက်ကိုပုံကျဲတိုက်ခိုက်သွားကြောင်းထိုတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်ထို့ပြင်ဆလင်းကြီးမြို့နယ်ဝက်မေးကြီးရွာအတွင်မှဆုတ်ခွာလာသောအကြမ်းဖက်စစ်သားများကလည်းယမန်နေ့နံနက်ပိုင်းတွင်ပလောင်ရွာမှဝက်မေးရွာအတွင်သို့ပြန်လည်ဝင်ရောက်လာပြီးပြည်သူပိုင်နေအိမ်များကိုဝင်ရောက်မွေနောက်ကလက်ကင်ဖုံများကိုတင်ယူသွားကြောင်းသိရပါသည် ။အလားတူပလောင်ရွာအတွင်းရောက်ရှိနေသောအကြမ်းဖက်စစ်သားများကလည်းပလောင်ရွာလမ်းစုံတွင်စစ်စေးရေးပြုလုပ်ကစိုက်ကဲတစည်းကိုငွေကျပ်တထောင်တောင်းရန်ပြီးငွေကြေးမပေးနိုင်သူများကိုတချင်းအော်ဆိုခိုင်းကြောင်းသိရပါဗျ။နိုဝင်ဘာလ17ရက်နေ့ညပိုင်းကလည်းစလင်းကြီးမြို့နယ်ဝမ်ပောင်ကုမ္ပဏီဝင်းတွင်တက်ဆွဲထားသောအကြံဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကရှော့တိုက်တုံးအလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးတော့သခိုင်းတိုင်းမုံရမျိုးနယ်တွင်အကြံဖက်စစ်တပ်၏တံပြားကကားများနှင့်ကျင်းနီတင်ကားများကို မိုင်းဆွဲတိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းမုံရဒိုင်နမိုက် Special Task Force မှတာဝန်ရှိသူတဦးကပြောဆိုထားပါသည်။နိုဝင်ဘာလ14ရက်နေ့နနက်9:00နာရီခန့်တွင်မုံရမျိုးနယ်နာမခနှင့်ဝမ်ပေါင်ကုမ္ပဏီတွင်မှထွက်လာသောအကြံဖက်စစ်တပ်၏တံပြားကကား၈စီးနှင့်ကျင်းနီတင်ကား22စီးကိုတော်လိုင်းတပ်ဖွဲ့များကပဋိဒါမိုင်း၅လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ထိုတိုက်ခိုက်မှုကြောင့်တွဲကားများသည့်ခင်မွန်ရွာဘတ်ဆောင်ချဲနီတွင်ထိုးရက်ပြီးတော်လိုင်းတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်ထပ်မံဝန်းဝန်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ရင်းတိုက်ခိုက်မှုတွင်ကျမ်းပတ်စစ်တပ်ဘက်မှ6ဦးပြင်းထန်စွာဒဏ်ရာရရှိက3ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသောစစ်သားမတအလောင်းများနှင့်ဒဏ်ရာရရှိသူများကိုမုံရမြို့မှထွက်လာသောလူနာတင်ကား6စီကလာရောက်တေဆောင်သွားကြောင်းသိရပါသည်။ အဆိုပါတိုက်ခိုက်မှုကို Barihat Army BHA မှဦးဆောင်ပြီးချင်းရင်း Fighter Group CFG နဲ့မုံရဒိုင်နမိုက် SDF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တို့ထိခိုက်ဒဏ်ရာရရှိကအခြေအနေမဆိုးရိမ်ရာကြောင့်သိရှိရပါတယ်။ပြည်သူများအနေဖြင့် Barihat Army BHA ဖွဲ့လိုအပ်လျက်ရှိသောလက်နက်ခဲယံများနဲ့တပ်နိုင်တဲ့ဘက်မှအကူအညီထောက်ပို့ပေးကြရန် BHA ဖွဲ့ကမြစ်တာရခင်ထားပါတယ်။ ဆက်လက်ပြီးတော့မကွေးတိုင်းမကွေးထောင်တွင်ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိသောနိုင်ငံရေးကျင်းသားတဦးပါဝင်6ဦးတပ်ဖြတ်ခံရပြီး40ဦးညှဉ်းပန်းနှိပ်စက်ခံရကနိုင်ငံများကိုဖိနှိပ်မှုပုံမဆိုးရွားလာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNN မှတာဝန်ရှိသူကပြောဆိုပါတယ်2025ခုနှစ်တွင် မကွေးထောင်တွင်တပ်ဖြတ်ခံရသည့်နိုင်ငံရေးကျင်းသား5ဦးကျန်းမာရေးဆောင်ရှားမှုလုံလောက်စွာမရရှိ၍တည်ဆုံရသူနိုင်ငံရေးကျင်းသား2ဦးတည်ဆုံခဲ့ရပြီးညှပ်နှိပ်စက်ခံရသူနိုင်ငံရေးကျင်းသား40ဦးထိရှိလာပြီဖြစ်ကြောင်းသိရပါသည်။ ထို့ပြင်စစ်တပ်လက်အောက်ရှိကျင်းဦးစီးဌာန၏ညွှန်ကြားရေးမှူးလာချိန်၌နိုင်ငံရေးကျင်းသားကိုဟင်းဝင်းလက်မှမကွေးထောင်တွင်၌ဖြစ်ပေါ်နေသောဖိနှိပ်မှုများအားတင်ပြခဲ့သည်ကိုအညွှန်ထား၍ညွှန်ကြားရေးမှူးပြန်သွားချိန်၌ထောင်အာဏာပိုင်များမှကိုဟင်းဝင်းလက်အားတိုက်ပစ်ပစ်ဒဏ်ကိုပေးခဲ့ခြင်းတို့ကြောင့်လှုံ့ဆော်ခဲ့ကြောင်းသိရပါသည်။ ထို့ပြင်လက်ရှိထားအာဏာပိုင်များသည့်နိုင်ငံရေးကျင်းသားများပေါ်အလုပ်ချက်နှင့်ထောင်နှံချမှတ်ထားခြင်းဖြစ်သည်ဟုဆိုကာတောင်ရလုပ်ငန်းပါဝင်မြောင်းတူမြောင်းဖော်လုပ်ငန်းများကိုအစဉ်မပြတ်ခိုင်းစေလျက်ရှိသည့်အပြင်အကျဉ်းဥကြီးရရှိများသည့်မကွေးထောင်တွင်ရှိနိုင်ငံရေးကျင်းသားများကိုသာမကထောင်ပြောင်းရောက်ရှိလာသောနိုင်ငံရေးကျင်းသားများကိုပါထောင်ပိုးဝ၌ရိုက်နှက်နေစေဖြစ်ကြောင်းသိရပါသည် လက်ရှိချိန်ထိဒုတိယထောင်ပိုင်းတန်းကျော်တင်နှင့်ဦးစီးမိုးဝင်းထွန်းတို့သည်အကျဉ်းသားများ၏လှုပ်အားကိုကိုကြိုးအတွက်အသုံးပြုလျက်ရှိသည့်အပြင်ခေါင်းစဉ်မျိုးမျိုးတက်ကနိုင်ငံရေးကျဉ်းသားထံမှငွေကြေးများကိုတောင်းခံလျက်ရှိကြောင်း VPN မှသိရပါသည်ဒီလိုမျိုးအခြေအနေကိုကျွန်တော်တို့ရောနိုင်ငံတကာအနေနဲ့ရောဂရုစိုက်မှုမရှိဘူးဆိုရင်ဒီရှေ့မှာလည်းမကွေးထောင်ကနိုင်ငံရေးကျဉ်းသားတွေကိုတပ်ဖြတ်မှုတွေဒီနှစ်ထဲမှာတော့ဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့ပို့ပြီးတော့ဖိနှိပ်မှုတွေများလာနိုင်တဲ့အခြေအနေဖြစ်ပါတယ် ဒီလိုမျိုးမဖြစ်ဖို့အတွက်မကွေးထောင်ဒေသအတွင်းတော်လိုင်းရင်ဆင်နွှဲနေကြတဲ့တော်လိုင်းရင်တက်တွေကအစားလက်နက်ကိုင်အင်အားစုတွေကအစားမကွေးချင်းထောင်ကိုပုံမှုပြီးအာရုံစိုက်ပေးကြဖို့လိုပါတယ်ဘာလို့လဲဆိုတော့ထောင်ထဲမှာအုပ်ချုပ်နေကြတဲ့အချင်းဦးစီးဝန်ထမ်းတွေကသူတို့မထိခိုက်သေး၍ထောင်တွင်ဖိနှိပ်မှုတွေကိုမရက်တက်မှုဆိုတဲ့အခြေအနေမျိုးတွေခက်စစိတ်တွေ့ရပါတယ်။ဒါကြောင့်မို့လို့ကျူးလွန်နေတဲ့သူတွေပေါ်မှာထိရောက်တဲ့တရားမျှတမှုပြန်လည်ဆောင်ရွက်ရေးအတွက်အရေးကြီးတယ်လို့ပြောချင်ပါတယ်ဟုကိုတိုက်ထွန်းဦးကပြောဆိုပါတယ်။ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ 2026ခုနှစ်အတွက်အာဆီယံဥက္ကဋ္ဌသည်ဖိလစ်ပိုင်နိုင်ငံ၏သမ္မတမာကော့စ်ဂျူနီယာကမြမအရေးထူးတက်တမန်ဖြစ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးထရီဇာလာဇရိုကိုတရားဝင်ခန့်အပ်လိုက်ပါတယ်။ယမန်နေ့ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင်ကျင်းပပြုလုပ်သည့်2026ခုနှစ်အာဆီယံဥက္ကဋ္ဌသည်လွှဲပြောင်းရယူပွဲတွင်ဖိလစ်ပိုင်သမ္မတကထိုးထုတ်ခန့်အပ်မှုကိုတရားဝင်ကြေညာခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဤငင်းချမ်းရေးဒီငင်းရေးနဲ့ပြည်လဲတက်မြက်ရေးအတွက်ကျွန်တော်တို့အတူတကွာအလုပ်လုပ်သွားမှာဖြစ်လို့သူမအနေနဲ့အာဆီယံဘုံတဘောသူညီချက်၅ချက်နဲ့အညီအကျိုးရှိအပြုသဘောဆောင်စည်းကမ်းတကြဖြစ်တဲ့အားလုံးပါဝင်တဲ့မြန်မာပြည်သူတွေကိုထောက်ပံ့ပေးနိုင်တဲ့အချင်းကမှုကိုဆောင်ရွက်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဟုဖိလစ်ပိုင်သမ္မတကပြောဆိုပါတယ် ဖိလစ်ပိုင်နိုင်ငံသား၏ဝင်ကြီး၏ယခုတွဲဖက်တာဝန်သည်အာဆီယံဘုံသဘောတူညီချက်၅ချက်ပါဝင်သည့်သဘောတူညီချက်၏အစိတ်ပိုင်းတစ်ခုဖြစ်ပြီးယင်းသဘောတူညီချက်တွင်မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုချက်ချင်းရစေရေးတက်ဆိုင်သူအလုံးကြားပြုသဘောဆောင်သောဆွေးနွေးမှုအာဆီယံထူးထက်တမန်ဖြစ်ခန့်အပ်ခြင်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ခြင်းနှင့်တက်ဆိုင်သူတွေအလုံးထိတွေ့ဆက်ဆံခြင်းဟုသောအာဆီယံဘုံသဘောတူညီချက်၅ချက်ပါဝင်ပါသည် မြန်မာနိုင်ငံတွင်2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပွားခဲ့သောနိုင်ငံရေးကြက်တဲနှင့်ပြည်ပခါများကိုဂျာဝင်စစ်ဆက်ညှိနှိုင်းရန်နှင့်ဒေသတွင်တည်ငြိမ်မှုကိုထိန်းသိမ်းရန်မှာအာဆီယံအတွက်ကြီးမားသောစိန်ခေါ်မှုဖြစ်ရင်ဆိုင်နေရပါသည်။ဆက်လက်ပြီးတော့အကျွေးထူသည့်တသက်ခိုင်မှရွေးကောက်ပွဲဝင်권ပြုရန်မင်းအွန်လိုင်းထံတနာခန်စာတင်ခဲ့တော်လဲမင်းအွန်လိုင်းကပသနာ၍ရွေးကောက်ပွဲဝင်권လုံးဝအဆုံးသတ်ညီကုန်းချုပ်သွားပြီဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကတရားဝင်ဒီဗျူထုတ်ဖော်ပြောဆိုပါသည်။ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်က၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လမ်းဖြစ်မှာပေးဖြတ်ထားမှုပေါ်တက်ညာစင်စားပေးရနှင့်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ရရှိရန်ရွေးကောက်ပွဲကော်မရှင် UEC နှင့်မင်းအောင်လိုင်းထံသို့အတနာခံစာတင်ပြခဲ့ခြင်းဖြစ်ပါသည်။ အော်တိုဝါလာနောက်ပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်တွင်အကျွေးပေးရန်ရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်မှရွေးကောက်ပွဲကော်မရှင် UEC ကပဲ့ဖြတ်ခဲ့ကြောင်းတို့ရတွင်တသက်ခိုင်ကပြန်လည်စဉ်းစားပေးရန်မင်းအောင်လိုင်းနှင့် UEC ဥက္ကဋ္ဌထံသို့တနာခံစာတင်ခဲ့ကြောင်းအဆိုပါတနာခံစာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရရင်ဥပဒေစီမံစည်းကမ်းနှင့်အညီစောင်ရွက်ခြင်းဖြစ်သည်ဟုသုံးသပ်ခဲ့ပြီးမင်းအောင်လိုင်းကလည်း UEC ဆုံးဖြတ်ချက်တိုင်းတည်ပြုပေးခဲ့ကြောင်းသိရပါသည် ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမတ်နှစ်တွင်အမည်စရင်တင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်သည်သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကကြီးပါပြဋ္ဌာန်းချက်နှင့်အညီညီဆွန်းသဖြင့်ကိုယ်စားလှယ်လောင်းစည်းရဲမှပြပြချင်းဖြစ်ပါသည် စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်ရှိကကြီးပါလွှတ်တော်ကိုယ်စားလှယ်လောင်းရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသင့်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်ဟာကမ္ဘောဇာဘန်သို့ငွေကျပ်ဘီလီယံ100ကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်ညီဆွနေကြောင်းသိရပါသည် ကဘာရေးဖျားလန်းနှင့်ချာဆန်လန်းတောင်ရှိ68 resident အိမ်ယာစီမံကိန်းတွင်တက်တက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမ္ဘောဇာထံမှငွေကျပ်ဘီလီယံတရာကျော်ချိန်ငှခဲ့ကြောင်းတို့ရတွင်68 resident အိမ်ယာစီမံကိန်းမှာအချိန်မီပြီးကြီးခြင်းမရှိခြင်းအခန်းအနှံလိုက်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဘက်မှချေယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရပါသည် တက်တက်ခိုင်ကမူ၎င်းနေဖြင့်အမေရိကန်ဒေါ်လာတန်185တန်တန်ငွေကျပ်အပြင်940ဘီလီယံတန်68 resident အင်အားစီမံကိန်းအတွက် KBZ ဘဏ်မှအကျွေးယူခဲ့ပြီးအတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအကျွေးကို10နှစ်တန်တီဖြစ်စေ10နှစ်တန်တီဖြစ်စေဆက်လက်ပေးဆက်သွားမည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ပေါ်ပြောဆိုခဲ့ခြင်းဖြစ်ပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ပဲခူးတိုင်းရေဒါရှင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်သား20ဦးသေဆုံးခဲ့ကြောင်းရေဒါရှင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း3934ဤသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါရယ် အော်တိုဘာလ25ရက်နေ့ကရင်ချားမြို့ကတရားမှာအင်အား140ကျော်ပါဝင်သည့်စစ်တပ်လက်အောက်ခံတပ်များဖြစ်သည့်ဒါတရ634ခလာရ26ခမာရ29ခလာရ39စခနာ14ရှိကကနာတို့ဤပူပေါင်းစစ်ကြောင်းကစစ်တောင်းမြေရှိဘက်ကန်သို့စစ်ကြောင်းထိုးလာကြောင်းထိုးစစ်တပ်စစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့များကရေလဲကျေးရွာတောင်ဘက်တစ်သားတရားပေါ်အရောက်တွင်အသည့်ဆောင်ဆိုင်ပြီးကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာတိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့ကြောင်းအဆိုပါထိတွေ့တိုက်ပွဲမှာ3နိုင်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား5ဦးသေဆုံးခဲ့ကြောင်းတိုက်ပွဲတွင် ွင်အကြမ်းဖက်စစ်တပ်မှမှလည်းဂိုင်ရိုကော့ပတာဒရုန်းလက်နက်ကြီးများဖြင့်လေယာဉ်ပစ်ကူများဖြင့်မှတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့ပြင်အော်တိုဘာလ25ရက်နေ့မိုးလယ်သုံးနာရီခန့်အချိန်တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများသို့နေပြည်တော်စစ်တိုင်းလက်အောက်ခံ PDF တပ်ရင်းများနှင့် KNU တပ်မဟာနှင့်တပ်ရင်းကလက်နက်ကြီးဖွဲ့တို့ကထပ်မံတွားရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ2နာရီခန့်ဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်မှ25ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ ရင်တိုက်ပွဲအတွင်းနေပြည်တော်စစ်တိုင်းမှာရဲဘော်တအူကြီးကပြားကြီးချီမှန်၍တတိလင်းနေချင်းတရင်3934လေးမှာရဲဘော်မူသည့်သွားရောက်ဆွဲထုတ်စဉ်ကြီးချီမှန်ကရရှိတန်ရာဖြင့်အော်တိုဘာလ29ရက်နေ့တွင်ကြာဆုံးခဲ့ကြောင်းသိရပါသည်။အထိနာသွားသောစစ်တပ်စစ်ကြောင်းကရေဒါရှေမြို့နယ်အတွင်းရှိပိန်ရွဲပင်ရွာရွှေတောင်းရွာတဲနှင့်ကဲလင်းစိတ်ရွာတို့ကိုဇက်တိုင်းမိရှုဖျက်ဆီးခဲ့ပြီးနေအိမ်30ကျော်ပြာကျခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးတော့မကွေးတိုင်းနမောက်မြို့မြို့တယ်လမ်းပိုင်းတွင်အကြံပတ်စစ်တပ်၏မြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီရေမောင်မင်းသူကိုအရှင်ဖမ်းမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်933တရင်မှပေါအောင်တင်ကပြောဆိုပါရယ်ဇူလိုင်လ10ရက်နေ့တွင်နမောက်မြို့မြို့တယ်လမ်းပိုင်း၌တော်လိုင်းတပ်ဖွဲ့များကလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုပြုလုပ်နေခြင်းရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီရေမောင်မင်းသူကိုအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ထို့သောဖန်စီရမိခဲ့သောရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီ၏မောင်မင်းသူထံမှရွေးကောက်ပွဲလုပ်ငန်းရှင်များနှင့်ပတ်သက်သည့်စာတမ်းတချို့နှင့်ရွေးကောက်ပွဲပြုလုပ်မည်အချိန်များကိုသိရှိခဲ့ရကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်933တရဲမှဗိုလ်အောင်နေကရှင်းပြပါသည်သူစီကနေစာရွက်တချို့နဲ့ရွေးကောက်ပွဲပြုလုပ်မယ်လရီတော့တည်ခဲ့ရပါတယ်ဇူလိုင်လ10ရက်နေ့ကမြို့တည်နတ်မောက်လန်းသွားတဲ့လမ်းပိုင်းမှာစစ်စေးရေးလုပ်နေစဉ်မိခဲ့တာပါလက်ရှိမှာဖမ်းဆီးထားတဲ့သူကိုဘယ်လိုဆက်လက်ရည်ယူသွားမလဲဆိုတာကတော့စစ်စေးမြင့်မြတ်မှုတွေလှုပ်ဆောင်နေပါတယ် သူ့ကိုတော့အချုပ်ထဲမှာထားထားပါဗျ။မောင်မင်းသူကအသက်29နှစ်အရွယ်ရှိတယ်။တဦးတည်းဖမ်းဆီးမိတာပါ။ကျွန်တော်တို့တနိုင်တဲ့ဘက်ကရွေးကောက်ပွဲကိုတားဆီးမှာပါဟုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်93တရဲမှဗိုလ်အောင်နေကပြောဆိုပါတယ်။အစိုးရဖမ်းဆီးလုဆောင်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်933တရင်မှာရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းအကြံပေးစစ်တပ်ရွေးကောက်ပွဲကော်မရှင်တွင်ပူပေါင်းပါဝင်သူမြည်သူမဆိုနမောက်ကလုံး PDF တရင်933ကအရေးယူသွားမည်ဖြစ်ကြောင်းဗိုလ်အောင်ရင်ကဆက်လက်ပြောဆိုပါရစေ။ ဆက်လက်ပြီးမွန်ပြည်နယ်ရေးမြို့နယ်ရွာကလေးနှင့်ဝါရဟိုင်းရွာကြားတွင်အကြံဖတ်စစ်တပ်နှင့်ရေးဘလူတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်တပ်စစ်သား9ဦးတီကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရေးဘလူတပ်ဖွဲ့ဤကောင်းဆောင်တရင်မှုရေးဘလူကပြောဆိုထားပါတယ်နိုဝင်ဘာလ14ရက်နေ့တွင်စစ်ကြောင်းထုတ်လာသောအကြမ်းဖက်စစ်သားများကို ရေးဘလူတပ်ဖွဲ့ကအသာစီးရယူ၍တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားချိန်45မိနစ်ထိကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ိုက်ပွဲဖြစ်ပွားတဲ့နေရာကရွာကလေးနဲ့ဝါရဟိုင်းကြားထဲမှာရန်သူဘက်ကတေဆုံးမှုခုနှစ်ဦးရှိတယ်။ဒဏ်ရာရရှိတာလည်းရှိတယ်။ဒဏ်ရာရတာကြတော့အာယုတောင်ကိုပြန်ပို့ချသွားတယ်။အဲ့ဒီမှာထိတွေ့မှုဖြစ်တဲ့တိုက်ပွဲဖြစ်ချိန်45မိနစ်လောက်ရှိတယ်။ကျွန်တော်တို့ဘက်ခြမ်းကလက်အုပ်မှုရင်ရယူတယ်။သူတို့ကကျွန်တော်တို့ရဲ့ရှိတဲ့တာဂက်အတိုင်းနေရာကိုပဲတဲတာပေါ့။ကျွန်တော်တို့ကတရင်ရတော့အသာစီးပြရတယ်။ရန်သူဘက်ကထိခိုက်မှုများတယ်။ ထိခိုက်မှုများတော့သူတို့ဦးတီချက်တွေထပ်မရွေတော့ပဲစစ်ကြောင်းကကျွန်တော်တို့ပြစ်တဲ့နေရာနီနာတော်ထဲမှာပဲငြိမ်ကြသွားတယ်ဟုရေဘလူတပ်ဖွဲ့ဤတရင်မှုကပြောဆိုပါတယ်။နိုဝင်ဘာလ15ရက်နေ့နနက်ပိုင်းတွင်မူအကြမ်းဖက်စစ်သားများကစစ်ကြောင်းထပ်မတိုးတော့ပဲပြန်ဆုတ်သွားသည့်အပြင်ဖမ်းဆီးထားသည့်ဒေသခံများကိုလည်းပြန်လွှတ်ပေးသည်ဟုကြားသိရကြောင်းရေဘလူတပ်ဖွဲ့ထံမှသိရှိရပါတယ်။ မွန်ပြည်နယ်ရေးမြို့နယ်တွင်စစ်တပ်ကရေးဘလူးတပ်ဖွဲ့ကိုစစ်ကြောင်းထိုး၍နေမြေရှင်းလင်းရန်ကြိုးစားခဲ့တော်လဲ။သုံးနှစ်ကျော်လာသည့်အထိရေးဘလူးတပ်ဖွဲ့ကသာအသာစီးဖြင့်စစ်တပ်၏ထိုးစစ်ကိုပြန်လည်ခုခံတိုက်ခိုက်ကာကွယ်ချေမှုန်းနိုင်ခဲ့ကြောင်းမွန်ပြည်နယ်အခြေစိုက်တော်လန်ရင်တရင်မြေတချို့ကပြောဆိုကြပါရယ်။ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ရန်ကုန်ရှိအာကစားဝင်ကြီးဌာနပိုင်းသူဝနာအာကစားပြိုင်ပွဲရုံတစ်ကိုစစ်ဖွဲ့ပါတီမဲဆွယ်ပွဲအတွက်စစ်တပ်ကအသုံးပြုခွင့်ပေးလိုက်ကြောင်းရန်ကုန်တိုင်းစစ်တပ်တရင်မြေကပြောဆိုပါရယ်။ နိုဝင်ဘာလ19ရက်နေ့မိုးလွဲတနာရီမှာညနေ4နာရီချိန်ထိစံဖို့ပါတီကရန်ကုန်မြို့တင်ငန်းကျုံမြို့နယ်သူဝနအားကစားပြိုင်ပွဲရုံတစ်တွင်လူဦးရေတထောင်ခန့်ပါဝင်သောမဲဆွယ်စည်းရုံးပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းအဆိုပါမဲဆွယ်စည်းရုံးပွဲတွင်စံဖို့ပါတီဥက္ကဋ္ဌခင်ကြီးတက်ရောက်မည်ဖြစ်ပြီးရန်ကုန်မှာစံဖို့ပါတီဝင်များကိုရွေးကောက်ပွဲကြီးညာစာတမ်းကိုမိတ်ဆက်မည်ဖြစ်ကြောင်းသိရှိရပါသည်ပါတီမဲဆွယ်စည်းရုံးဟောပြောခွင့်အတွက်အစိုးရဝန်ကြီးဌာနပိုင်းအဆောက်အုံသုံးဆွဲခွင့်ကိုပေးလိုက်တာပါ တခြားဘယ်ပါတီကိုမှမပေးပါဘူးစက်ခိုင်ရေးပါတီကိုပဲပေးတာပါဟုရန်ကုန်တိုင်းတက်တဲ့ရင်မြစ်ကပြောဆိုပါတယ်ရင်ပြင်ကျန်းပေါ်ပါတီဤမဲဆွယ်စီယုံပွဲအတွက်စစ်တပ်နှင့်ရဲများကပြင်ပမှလုံခြုံရေးယူပေးမည်ဖြစ်ကြောင်းအကျိုးဘို့ကားစီစဉ်များကိုလည်းရန်ကုန်တိုင်းအစိုးရကပြင်ဆင်ထားပေးကြောင်းသိရပါသည် ကျန်းဖို့ပါတီကထိုကဲ့သို့အစိုးရပိုင်းဆောင်အောင်ဖြစ်သောသူဝနအားကစားပြိုင်ပွဲရုံတစ်ကိုသုံးဆွဲခွင့်လုံခြုံရေးအတွက်စစ်တပ်နေရေးကတာဝန်ယူပေးခြင်းကျုပ်ပုတ်ကားစီစဉ်ခြင်းများကိုရန်ကုန်တိုင်းအစိုးရကစီစဉ်ပေးခြင်းမှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုချိုးဖောက်နေကြောင်းနိုင်ငံရေးတိုင်းဝန်ကပြောဆိုပါရယ်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေပုံမှန်ခုနှစ်ကားငယ်တွင်နိုင်ငံရေးပါတီတရက်သည့်နိုင်ငံတော်ပိုင်ငွေကြေးအဆောက်အုံယင်းပစ္စည်းတို့ကိုထိုက်ရိုက်ဖြစ်စေသွေးဝါးရိပ်ဖြစ်စေရပ်ယူသုံးဆွဲလျင်နိုင်ငံရေးပါတီဖြင့်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိကြောင်းပြဋ္ဌာန်းထားခြင်းဖြစ်ပါရယ် ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။